2029ခုနှစ်ကျောင်းစီကင်းအကစားဘွယ်တော်ရဲ့ခြေလုံးခွေနဲ့အခြေခံအစဉ်အမျိုးသားအမျိုးသမီးပြိုင်ပွဲကိုယနေ့ဒီဇင်ဘာလ10ရက်နေ့မှာနေပြီးတော့ဝနသတိအကစားကွင်းရုံပြီးမှကျင်းပခဲ့ပါတယ် အဆိုပါအာဂဇာနီရဲ့ဘိုလူပွဲစဉ်ကိုညနေ3နာရီမှ4နာရီခွဲထိကျင်းပခဲ့ပြီးမြို့သမီးဘိုလူပွဲမှာမြန်မာအမျိုးသမီးအသင်းနဲ့လာအိုအသင်းတို့တွေ့ဆုံခဲ့ပြီးမြန်မာအမျိုးသမီးအသင်းကရမှတ်960နဲ့ပထမလာအိုအသင်းကရမှတ်300နဲ့ဒုတိယကမ္ဘောဒီးယားအသင်းကတတိယရရှိခဲ့ပါတယ်။ အမျိုးသားပွဲစဉ်မှာတော့မြန်မာအသင်းနဲ့ထိုင်းအသင်းတို့တွေ့ဆုံခဲ့ပြီးထိုင်းအသင်းကရမတ်130နဲ့ပထမမြန်မာအသင်းကရမတ်640နဲ့ဒုတိယဘရူနိုင်းနဲ့စင်ကာပူအသင်းတို့ကတော့ပူးတွဲတတိယရရှိခဲ့ပါတယ်။ ี้ได้สองเหรียญทองแล้วแสดงว่าเราไม่แรงของจริงแต่ว่าเ เดี๋ยวเดี๋ยวให้เขาลงกันเลยพี่ตุ๊กตาสูงเลยตุ๊กตา